အချိန်တန်ရင်ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲဆိုတာမင်းနားလည်လာလိမ့်မယ်။ဒါလေးကို အတူတူ ရေးကြည့်ကြရအောင်။အချိန်တန်ရင်ဆိုတော့ into cost နောက်တစ်ခုရှိသေးတယ် when the time comes ဒီနေရာမှာကိုပြောချင်တာကအချိန်တန်ရင်ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲဆိုတာ mean နားလည်လာလိမ့်မယ်ဆိုတော့ in due course you will understand why this happened ဒါက formal အကယ်၍များ casual ပေါပေါပပပြောချင်တဲ့ဆိုရင် you will get why this happen later on နောက်တစ်ခုကြည့်ရအောင်အချိန်တန်ရင်ရာထူးတိုးလာမှာပေါ့ you will be promoted into cost ဒါက formal အကယ်၍များ casual ပေါပေါပပပြောချင်တဲ့ဆိုရင် you will get promoted when the time's right နောက်တစ်ခုကြည့်ရအောင်အချိန်တန်ရင်အခြေအနေတွေတိုးတက်လာလိမ့်မယ် the situation will improve in due course တာကဖော်မသူ့ရဲ့ casual ပုံစံက things will get better over time things will get better over time တာက casual အဲနားလည်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် thank you bye bye